ဒီဗီဒီယိုရဲ့ဆက်လျက်အပူအအေးအပြုတ်အမမင်းသမီးအလုံးကိုအရေးဖြစ်သွားတဲ့အထိကြိတ်နိုင်တယ်ဆိုတာဖြစ်နိုင်မှာမလားရှင်အဲ့ဒါသတင်းနဲ့တူဆန်းကြရအောင်နော်မာရာရဲ့ပစ္စည်းလေးရောက်လာပြီဆိုတော့သတင်းကိုစာဖတ်ကြည့်လိုက်ရအောင်နော်ဒါလေးကိုသတင်းဝယ်တာတော့ဘက်ခုနေရကျော်ပါရှင်ဆက်ဆက်ထွက်တော့ဆိုဘက်နှစ်ထောင်လောက်ထိတော့မှပေးရပါတယ်ရှင်အမခက်တနစ်လဲပါတာကြောင့်ဆက်ပစ္စည်းတစ်ခုခုဖြစ်သွားရင်အချိန်မြွေးပြန်လဲလို့ရတော့အဆင်ပြေတာပေါ့နော်လက်ပေါက်နဲ့အပူပစ္စည်းတွေကလည်းဖားထဲမှာထည့်တာမဟုတ်ဘဲနဲ့ကြိတ်ဆက်တော့မှာထည့်တာပေါ့နော်သတင်းလိုမျိုးရှာမိနေမှာဆိုလို့ပါရှင်ဒီအိတ်ထဲပါတာတွေကတော့ပလက်ပေါက်ကျိုးပါတယ် brush တန်တက်ရှင်လုပ်တဲ့ဟာလေးပေါ့နော်နောက်ပြီးချိန်ကွက်ပါတယ်နောက်ပြီးရတဲ့ဒီလုတ်ပုတ်လုတ်နီးပေါ့နော်စာအုပ်လေးပါပါတယ်ရှင်အဲ့ဒါဆိုရင်ပလက်ပေါက်ကျိုးတစ်ချပ်ဖြွင့်ကြည့်မှာပေါ့နော် ော်သူလေးကတော့၃ပေါက်ကျိုးပါရှင်ပြီးရက်နဲ့ကျိုးကလည်းလည်းအရင်မရှိဘူးအရင်လည်းမတူလုံးပေါ့နော်အဲ့ဒါဆိုတစ်ချက်လောက်ထိုးဆန်းကြည့်လိုက်အောင်နော်ဆက်ရက်ဒလပန်ကလည်းဆယ်ခုပါတာကြောင့်အရင်ဆင်ပြေပါတယ်ရှင်ဒီအဖုံလေးတစ်ချက်ပိတ်ဆန်းကြည့်မှာပေါ့နော်သူကလည်းအဖုံတဲမှပဲအလုံးလုံးတော့ပေါ့နော်ဒီအဖုံဆောင်းနေရဆိုရင်တော့ဆက်ပစ်စီကအလုံးမလုံးပါဘူးရှင်တန်ရှင်လောက်တဲ့ခါကျရင်လည်းစိတ်ပူစရာမလိုပေါ့နော် brush နဲ့ခုလိုလိုမျိုးလေးပုတ်တိုက်ရုံပဲပေါ့နော်အရင်လွယ်ပါတယ်ရှင်ဒါလေးကတော့ချိန်ခွဲပေါ့နော်ဆက်ရက်လောက်ဆောင်ချက်တွေကလည်းအရင်များပါတယ်ရှင်ရင်နွေးတဲမလားစားစရာတွေနွေးမလားအသီးတွေကိုကြိတ်မလားဒါမှမဟုတ်ပဲနိုးတွေဖြော်တောက်မလားပဲဆစ်တွေကအချောက်ကြိတ်မလားဒါမှမဟုတ်စံပြုတ်လုံးမလားဒါမှမဟုတ်ရင်ကလေးထမင်းတို့ ပေါ့နော်ပျော့ပျော့လေးတွေလောက်မလားပေါ့နော်ဆက်တွေဆေးမလားအမျိုးမျိုးလောက်လို့ရပါလေရှင်ဆေးကြောပေါ့အမားလေးတွေကိုလည်းပြထားပေးလို့ပို့တတိထားလို့ရပါတော့ပေါ့နော်โอเคဒီနေ့မှာတော့ဇင်ရတော့ပယ်နုလေးကြိုက်ပါမယ်ရှင်ဒါကတော့ပယ်ဝကြမ်းမဟုတ်ပါဘူးနော်ပယ်နုလောက်တဲ့ပယ်လေးပါရှင်ခွက်တဲကိုလို့တလောက်ထည့်ပြီးတော့ရင်နဲ့နပြန်ပုံပြန်ဆေးလိုက်မယ်ပေါ့နော်တချို့ကတော့လည်းဆေးတယ်တချို့ကတော့လည်းမဆေးဘူးပေါ့နော်ကို့တဘောနဲ့ကို့ပါပဲရှင်ပြီးွားတာနဲ့ကြိတ်ဆက်တဲကိုထည့်လိုက်မယ်ပေါ့နော် DST ရပေါ့နော်သူကလေ SUS 3 3ညလေးပါတဲ့အတော့ဒီအပူရော A ရောလက်ခံလို့ရပါတယ်ရှင်ပြီးွားတာနဲ့ရေနှစ်ခွက်ထည့်ပါပေါ့နော်သူတတ်မှတ်ထားတဲ့ရေနေရာထပ်ပေါ့နော်ပူကြော်လို့မရပါဘူးပေါ့နော်โอเคအ ားလုံးပြီးသွားတာနဲ့အဖုံလေးကိုတေချာပိတ်မယ်ပေါ့နော်ဆက်အလုပ်လုပ်ဖို့အတွက်ပြီးတာနဲ့ခလုတ်ဖွင့်လိုက်တာနဲ့သူဒီမှာရွေးတဲ့ဟာလေးပါတော့ပေါ့နော်တကယ်တော့ပဲနူးကြိတ်တယ်ဆိုတော့ဒီမှာ38မိနစ်ကြာပါတယ်ရှင်သူ9မိနစ်လောက်ကြိတ်ပြီးသွားတာနဲ့လေ20စက္ကန့်ကိုတစ်ခါလေးဆက်ကလေးကြိတ်တာအလုပ်လုပ်တော့ပေါ့နော်20စက္ကန့်တစ်ခါစီလုပ်ပါတယ်ရှင်ဒါကတော့စောင့်နေနေပေါ့နော်38မိနစ်တောင်ကြာတယ်ဆိုတော့လေမုတ်လေးစားလိုက်ဖုန်းလေးတုံးလိုက်နဲ့တအောက်လောက်စောက်လိုက်ပေါ့နော်အနက်လေးကတော့မွေးနေတာပဲโอเคအခုဆိုရင်ပဲနူးလေးရပါပြီပေါ့နော်ဆက်ခလုတ်ပိတ်ပြီးသွားတာနဲ့ဒီဆက်အိုလေးတစ်ချက်ကင်ကြည့်တာနွေနွေလေးပဲမပူနေဘူးရှင်အဖုံဖွင့်တဲ့ခါကျရင်တတိထားပေါ့နော်အငွေတွေပါတွေဟ က်မှာဆိုလိုပါရှင်ဒီမှာလင်းတော့သူပဲနို့အပေါ်ဟာအမြုပ်ဖြစ်နေတဲ့ဟာလေးကိုတော့သူစဉ်တစ်ချက်ဖယ်လိုက်အောင်ပေါ့နော်အဲ့ဒါလေးကိုတော့မတောက်ပါဘူးရှင်ပုံမှန်ပဲနို့အပြင်မှာဝယ်တောက်တထုပ်ဆယ်ဘက်လောက်ပေးရတော့ပေါ့နော်ခုဆိုရင်ဒီကျိတ်ဆက်လေးနဲ့ဆိုတော့တအိမ်လုံးလဲအဝတောက်လို့ရပါပြီပေါ့နော်ပြီးသွားတဲ့ခါကျရင်တော့ဒီအချိုအရသာအတွက်တကြားလေးထည့်မှာပေါ့နော်တကြားတော့ကိုယ့်အကူအဆင်ပြေလို့အပြင်မှာထက်ထက်အထဲမှာထက်ထက်ရပါတယ်ရှင်တစီကတော့အထဲမှာပဲမွေထည့်လိုက်တော့ပေါ့နော်ပြီးသွားတဲ့နောက်ခွက်ထဲမှာလောင်းထည့်လိုက်ပါတယ်နှစ်ခွက်စာရပါတယ်ရှင်ပြီးတော့နောက်ထပ်တစ်ခွက်ထည့်မှာပေါ့နော်နောက်ဆုံးတစ်ခွက်ထည့်လိုက်ပါပဲအောက်မှာတကြားတွေကပေါ့နော်ကောက်ကောက်မပြော်သေးဘဲနဲ့ကြံ့နေသေးတာဆိုတော့တွေးတော့ပေါ့နော်အဲ့ဒါကြောင့်မလို့ရည်နေတာပါရှင်အောက်မလို့ပေါ့နော်အရန်ပူန နေသေးလို့နောက်မှပဲတောက်မရှင်းဆက်လေးရောအရင်စီးလိုက်မှာပေါ့နော်ရေလေးထည့်ပြီးတော့ဒီမှာသူကဟိုတာခလုတ်လေးပါတာပေါ့နော်ဆက်စီးတဲ့ဆိုတဲ့အရာလေးပေါ့နော်အဲ့ဒါကိုနှိပ်ပြီးတာနဲ့ခဏစောက်ပေးမယ်ရှင်အဲ့ဒါစောက်နေရင်နဲ့တောက်နေရင်နဲ့ပေါ့နော်ဒီနေရာမှာတချို့ကဆက်ပြရေထည့်ပြီးတော့တခါတည်းကြိုက်တာလည်းရှိတော့ပေါ့နော်အမြုပ်လေးအပေါ်ဖောင်းတက်လာမှဆိုလို့လေးတစရာတော့နောက်မှပဲဆက်ပြရေနဲ့ထပ်စီးမယ်ရှင်စီးတဲ့ခါကျရင်လည်းအရင်လွယ်တယ်ပေါ့နော်ခုလိုမျိုး brush နဲ့သေချာလုပ်ရပါပဲရှင်စေးကြောပြီးသွားတဲ့ခါကျရင်ရေဆက်တော့ဆက်တော့မထားဘဲနဲ့တစရာတော့တခါတည်းတုပ်လိုက်တယ်ပေါ့နော်ဒီလောက်ဆိုရပါပြီဒီနေ့ video လေးကတော့ဒီလောက်ပဲပေါ့နော်တစရာကတော့ဒီ piece လေးကိုစိတ်ဝင်စားနေရကြတယ်ပေါ့နော်အခုကပဲ short တိုင်းတခါတည်း ဆန်ပြလိုက်တာအရန်ကြိုက်ပဲပေါ့နော်သူ့ကိုအစဉ်ဗီဒီယိုလေးကိုစောင်းချပေးကြတော့တအားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပဲသင်ရဘာတွေဆန်ပြပြီးတော့ဘာတွေစာပြမလဲဆိုတာကြည့်ရှုပါပြကြပါအောင်နော်ခုတော့အားလုံးနှုတ်ဆက်လိုက်ပါပြီအားလုံးပဲတတ